ခုချိုကြီးတောင်အမြင်မှန်ရလာပြီဘောမချိုကြီးတောင်အမြင်မှန်ရလာပြီဆိုပြီးတဖက်အုပ်စုတွေကဝိုင်းပြီးတော့မြှောက်စားပြီးတော့တောက်ပွားနေတာတွေ့ရတယ်ခုချိုကြီးကဘောမကနေအမြင်မှန်ရပြီးထမိန်ချုံသွားတာမဟုတ်ဘူးနော်ငကိုတဲကထမိန်ချုံထမိန်ချုံကနေပြီးတော့ဘောမရဲ့ဘောမကတော့ယူရိုတန်းနဲ့မတာမဟုတ်ဘူးဟိုးကန့်ဘလူးကျောလာ950ဆရာတော်ရဲ့ပြည်သူစစ်တပ်ဖွဲ့တွေထိသွားပြီးတော့သူမိမဖွေးချိန်ဆိုလို့ရှိရင်လည်းပြည်သူစစ်ယူနီဖောင်းတွေဝတ်တနက်တွေပိုင်းပြည့်အဲစီရေးတွေပိုင်းလေ့ကျင့်ပြပြီးတော့အဲ့ဒီလောက်ထိပုံမှားခဲ့တာ နော်ထမင်းချုံကနေဘောမရဲဘောမကနေပြန်ပြီးတော့ထမင်းချုံလိုက်တယ်ဆိုတော့သူ့ရဲ့ငကူမူလာလာရဇင်းမြကွာထမင်းချုံဖြစ်နေတဲ့အတွက်အထူးထူးထူးဒီပုံမှာမှတ်ချက်ပေးနေကြမလို့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပတ်ပြောင်းသွားတဲ့ကိုချူကြီးကြောင့်ပောက်ကွဲနေတဲ့မပူတူမဟာသွေးရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဒါသူ့ရဲ့ဒါနိုင်ငံရေးခံယူချက်ပေါ်မှာမူတည်ပြီးတော့အမခင်မထမိန်ချုံအဘခင်မဘောမလူနဲ့ချမ်းသာဘော ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကပြောချင်တာကအဲ့ဒီကိုချိုကြီးကိစ္စနဲ့ပတ်သက်ပြီးတော့မြေပြင်မှာကျမတို့နဲ့ပြောမယ်ဆိုရင်ကျမထက်လည်းအသက်အများကြီးကြီးတယ်ကျမထက်လည်းဟိုးအရင်ထဲကမျိုးသားကြီးတကယ်လုံးခဲ့တယ်နော်ပြောမယ်ဆိုရင်ပြီးပါကလူနဲ့ပြည်တွင်းကလူလိုင်းမော်ကလူနဲ့မြေပြင်ကလူဆိုလို့ရှိရင်ယုံမဲယုံကိုပြည်တွင်းမှာကိုနဲ့အတူတူလက်တွဲနေတဲ့လူယုံရမယ်ဒါပေမဲ့အဲ့ဒီကိုချိုကြီး UN ကိုစတင်မယ်ဆိုပြီးလက်မှတ်တွေကောက်တော့ ကျွန်မကိုလာပြီးတော့စီယုံတယ်စီယုံတဲ့အချိန်မှာသူပြောတာကိုနားထောင်ကြည့်လေဒါယုတ်တိမရှိဘူးဒါမဖြစ်နိုင်ဘူးဒါမအောင်မြင်နိုင်ဘူးနောက်တစ်ခုကအဲ့ဒီ UN ကိုစတင်တဲ့လူတွေကတော့ကိုယ့်ရဲ့နာမည်ဖုန်းနံပါတ်နဲ့နေရဲ့လိပ်စာကိုတင်ရမယ်ဆိုတော့နေရဲ့လိပ်စာတွေကကိုယ့်အိမ်ထဲကိုနေတာတော့အသက်ခံနေရတော့အကုန်လုံးက နော်ဟိုပြောင်းရွှေ့ပြီးနေရတဲ့အချိန်မှာဒီနေရဲ့လိမ့်စာကြီးတွေ UN ကိုစတင်လိုက်ရင်ဒီလူတွေရဲ့လုံခြုံရေးအတွက်အာမခံချက်ဘယ်သူမှမပေးနိုင်ဘူးဒါကြောင့်မို့ဒါကြီးကမဖြစ်နိုင်ဘူးနော်ကျွန်မတယောက်တည်းအနေနဲ့ကတော့တို့ UN ကိုစတင်မှာဆိုပြီးကျွန်မတယောက်တည်းအနေနဲ့ကျွန်မလက်မှတ်ရေးထိုးပြီးပါဝင်အားဖြည့်တယ်ဒါပေမဲ့ကျွန်မကနေပြီးတဆင့်ဟောကချိုကြီးတို့ UN ကိုစတင်မှာလက်မှတ်ထိုးပေးပါဆိုပြီးကျွန်မမစည်းရုံးဘူးဘာလို့လဲအဲ့ဒီလူတွေအတွက် လုံခြုံရေးအာမခံချက်ကျွန်မအာမခံချက်မပေးနိုင်ဘူးနော်ဆိုတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြောရတဲ့အခါကျတော့ ။အဟိုနိုင်ငံခြားကဦးလေးကြီးတယောက်။မြမကြီးတွင်းထဲကအတော်ကြီးတယောက်။ကျမကိုလေအိုးဆိုးပတ်ဆက်စောင်းမြောက်ပြီးပြောကြတာ။ကျမကိုတိုက်ခိုက်တာ။အဲ့အတော်ကြီးဆိုလို့ရှိရင်လေဘာဖြစ်ဖို့မှပိုးရီတစ်ခုပြီးတစ်ခုတင်ပြီးတော့အာကျမကကန့်လန်းတိုက်တာရှေ့ကလည်းမသွားနောက်ကလည်းမလိုက်ပါတော့စောင်းမြောင်ပြီးပြောတာပြောတာအဲ့ဒီချိန်တော့ကတော့သူပြောလို့ကျမပြန်ပြောလို့ရှိရင်ပြဿနာရဲ့အကြီးကြီးဖြစ်သွားမှာ နော်နောက်ဆုံးတော့အဲ့ဒီကိုချိုအေးရပဲအဲ့ဒီစကားရည်မလဲလေးရှုပ်ပြဿနာလေးတက်တော့နားချားတွေကကိုနောင်တော်လေးနဲ့ကိုမိုက်ကယ်ကျော်မြင့်နဲ့ပြဿနာလေးတက်ပြီးတော့မိုက်ကယ်ကျော်မြင့်ကကိုနောင်တော်လေးကိုတရားစွဲမယ်ပါလေဖြစ်ကုန်အဲ့ကိစ္စတွေကတော့ကိုချိုအေးစားရမိနေနော်ဆိုတော့ဒီချိန်မှာတော့ကိုချိုအေးရဲ့ဇာတိရုံမှန်ပေါ်လာပြီးဖြစ်တဲ့အတွက်ဒီချိန်လုံးကချိုအေးဘက်ကနာပြီးကျမကိုပိုးစိုးပက်ဆက်ပြောခဲ့တဲ့အတော်ကြီးတွေသဘောပေါက်လောက်ပြီးထင်တယ်ကျမအမြဲတမ်းပြောတဲ့စကားတခုရှိတယ် ူများရဲ့အဖြစ်ကိုလက်ညှိုးထိုးပြီးဝေဖန်ရင်းရင်သူများကိုလက်ခုပ်ထိပြီးအားပေးရတဲ့တက်တီလည်းရှိရမယ်။ဆိုတော့ဒီချိန်တော့ကျွန်မကိုလက်ညှိုးထိုးပြီးတော့ပူဆိုးပက်ဆက်စောက်ပေါင်းထုတ်ခဲ့တဲ့အတော်ကြီးတွေဒီချိန်မှာကျွန်မကိုလက်ခုပ်ထိပြီးအားပေးရမယ်ချိန်သူတို့မြောက်စားခဲ့တဲ့ကိုချိုးကြီးရဲ့ဇာတိမှန်ပေါ်လာပြီးဖြစ်တဲ့အတွက်ကိုကိုကိုရှက်ရမယ်အချိန်မှာလို့ကျွန်မပြောချင်တယ်။နော်မိမတွေကလေတောက်နေတောက်တာအပြိုင်ဆိုင်များတယ်နော်မိမမှန်ရင်အသက်ကြီးကြီးငယ်ငယ်နော်လိုက်ပြီးတော့ပြိုင်တာပြိုင်နေဆိုတာက ာ तू ကစာဥဖက်ဆယ်ဥဖက်ရဲ့ငါ15ဥဖက်မယ်။ तू က BA ဆိုရင်ငါ MA ဖြစ်ကြမယ်။ तू ကရိုးရိုးပွဲဆိုရင်ငါဘွဲ့လွန်ရကြမယ်။ तू ကစာပေနိုင်ငံရေးကို100လောက်ပြောနိုင်ရင်ငါ1000လောက်ပြောနိုင်အောင်ကြိုးစားမယ်ဆိုရယ်ပြိုင်တာမဟုတ်ဘူး။အပေါ်ရင်ပကာသနတွေကိုလိုက်ပြိုင်တာ။နော်ဒီအေးပြားတစ်ထောက်စာလောက်လေးရှိတဲ့ပကာတနာတွေကိုလိုက်ပြိုင်ပြီးတော့အဲ့လိုမျိုးမိမမှန်ရင်တောင်နေတောင်မနာလိုတာတွေဝင်းတိုးတာတွေအပြိုင်ဆိုင်နေရမ်းများတယ်ဆိုတော့ကျမမှလည်းအဲ့လိုမျိုးတွေအများကြီးကြုံရတယ်။နော်ဒါကကိုချိုကြီးနဲ့ပတ်သက်ပြီးတော့ကြုံရတဲ့ကိစ္စတစ်ခု။နောက်တစ်ခုကြတော့ကိုချိုကြီးရဲ့မိမအမှတ်ဖွင့်စိတ် မက်ဖွေးစိန်ကကိုချိုကြီးရဲ့ပါတနာเนาะအမကိုချိုကြီးရဲ့ပခုံးပေါ်ကိုသူကခွာတန်နေတဲ့ဓာတ်ပုံနဲ့လိုင်းပုံတင်းတော့ကန့်ချင်မှာအဲ့ဒီပုံနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တောင်ဝေဖန်မှုတွေအမဟိုတစားတစားနဲ့ပြောကြရင်းနဲ့သူတို့ရဲ့ပုံကိုရေးတွေလူမှုရေးတွေပါလာတာဒါလိုင်းပုံမှာအများသူကပြောတဲ့ကိစ္စနော်ကျမစိတ်ထဲလည်းမဝင်သောခေါင်းထဲလည်းမရှိဘူးစကားထဲလည်းထည့်မပြောဘူးအဲ့ဒီလိုပုံကိုရေးတွေပါလာပြီးတော့ကိုချိုကြီးရောမက်ဖွေးစိန်ရောသူတို့နှစ်ယောက်လုံးပျောက်သွားတာအဲ့ဒီမှာ ပါလာတာကိုစောက်ထိုးနော်ထိုင်းတာပါလားမသိဘူးနေတယ်ကိုစောက်ထိုးပြင်အဲ့ထိုင်းကကိုအောင်မျိုးမင်းနဲ့နော်တနခါလေးလိမ့်နေတယ်အကိုကြီးတရအဲ့နှစ်ယောက်ကဘလို့ပါလာလဲဆိုတော့နမ်းမြက်ကေတီနိုင်ဆိုရယ်မိမ့်မ သူကနိုင်ငံခြားမှာနေတာဘယ်နိုင်ငံမှာနေလဲမသိဘူးနိုင်ငံခြားမှာနေပြီးတော့သူကလိုင်းမောင်ကလည်းအဲ့လိုလိုက်တွေလွှင့်ပြီးပြောတာလိုက်တွေလွှင့်ပြီးပြောရတယ်သူ့မျက်နှာကိုမပြအောင်ကျမကနမ်းမြက်ကြည့်တင်တာကိုလူလဲမမြင်ဘူးအတန်လဲမကြားဘူးနာမည်လဲမသိဘူးသူ့ကိုတိကိုမသိဘူးသူ့ကိုဘလို့ကနေစပြီးတတိထားမိတာလဲဆိုတော့စင်ကာပူကမက်ဆစ်မီဦးနဲ့သူနဲ့ရန်ဖြစ်တာအမဆင်မေကလိုက်ခွင့်ပြီးတော့အဲ့ဒီနမ်းမြက်ကေးတီနိုင်ဘာဖြစ်တယ်ညာဖြစ်တယ်တော့မဆင်မေကဆဲရဆဲတော့ဟဲအမကဘာသူနဲ့ရင်ဖြစ်ပါလဲဆိုမှ ်အမစစ်မေဦးနဲ့ရန်ဖြစ်မှာကျွန်မအဲ့ဒီနမ်းမြေကေတီနိုင်ဆိုတာကိုလိုက်ရှာပြရမှာဩတူကဒီလိုပါလားဆိုပြီးသိရတာပုံမှန်ဆိုအဲ့ဒီနမ်းမြေကေတီနိုင်သိဘူးမသိဘူးအဲ့မှာနမ်းမြေကေတီနိုင်ကသူကစစ်မေဦးကိုမစစ်မေဦးကိုပြက်တနာသွားရှာလို့မစစ်မေဦးကဆဲရဆဲတာကိုသူကဟာဇွတ်ပန်းတို့တွေးပြီးတော့မစစ်မေဦးကသူ့ကိုဗလိုင်းဆဲတဲ့ပုံစံမျိုးသူကအမြေရေကန်ထိုးတာထိုးတဲ့အချိန်ကျမှကျွန်မအဲ့မှာသူ့ကိုဝင်ပြောတာအမအမဘက်ကအရင်မှားတာလို့ကျွန်မဝင်ထောက်တော့သူအမားတော်သူငြိမ်သွားတယ် ူမတော့ငြိမ်သွားပြီသူကနောက်ွယ်ကြတော့ဗာပြောလဲဆိုတော့ဖွေးစိန်ရင်းနဲ့ဒီလိုမျိုးသားရေးလောကတွေပျက်ွယ်သွားတဲ့အထဲမှာတဲ့အဲ့ဒီလိုဖွေးစိန်ဝိုင်းပြီးတော့ထိုးကြတဲ့အထဲမှာမဘုတုလည်းပါတယ်တဲ့ဟုတ်တော့ဘာမှလည်းမခံဘူးနော်စိတ်လည်းဝင်စားဘူးသူ့ဘာနေသူဖွေးစိန်ကကိုချိုကြီးကိုဘောတက်ပြီးတော့သူတို့အိမ်တော်ကြီးပုပ်ကူကြီးလူမှုကြီးတွေကြောင့်ပျက်ွယ်သွားတာအဲ့ဒါကိုကျမအဲ့ဒီလိုမျိုးပါတယ်ဆိုပြီးအဲ့နည်းမြတ်ကေတင်နိုင်အဲ့လိုပြောပြီးတော့ तू ကအတန်ရလေဟိုအိညာအိညာအိညာနဲ့တိလားဟိုမက်ဆစ်မျိုးသူ့ကိုဆဲတာရှိရဲ့သူဆဲသလိုကျမဆဲဆဲမပြတော့ဗျအဲ့အတန်ပေါ့သူ့အတန်အဲ့ဒီလိုမျိုးအတန်နဲ့ သူကဟိုလိုဆိုအကိုကြီးမောင်လေးရေဆိုအင်းညောင်အင်းညောင်တော့တော့ပြောတာတော့ပြောတော့အဲ့ဒီကိုစားထိုးတို့အောင်မျိုးမင်းတို့သူကအကိုကြီးရေမောင်လေးရေဆိုအင်းညောင်အင်းညောင်အင်းညောင်ဟိုချက်ပေါက်ကနေတော့တော့ပြောသူကစကားတော့ပြောတယ်ကျမကအဲ့ဒီကိုကိုစားထိုးတို့စစ်တက်စစ်ကြောင်းတိုက်ခိုက်ခံရပြီးအများပြတေဆုံးတုံပန်း15ဦးဖမ်းမိစကိုင်းတိုင်းကမ်ဘလူးမြို့နယ်တောင်ချန်းကိုစစ်ကြောင်းထိုးလာတဲ့စစ်တက်စစ်ကြောင်းကို နိုဝင်ဘာ၁၂ရက်မနက်8:50မိနစ်မှာပြည်သူ့ကာကွယ်ရေးတပ်ကအမြင့်ပြတ်တိုက်ခိုက်နိုင်ခဲ့ပြီးလက်နက်အများအပြားကိုသိမ်းဆီးနိုင်ခဲ့တယ်လို့တော်လန်ရေးပူပေါင်းတပ်နဲ့ဒေသခံတွေကပြောပါရတယ်။တိုက်ပွဲဖြစ်ပွားရာနေရာဟာကမ်ဘလူးမြို့နယ်တောင်ချန်းခင်ဦးမြို့နယ်ကျောက်ဆက်ရင်းတိုက်ရွာအရှိတ်ဘက်မှာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါရတယ်။ ခင်ဦးဒေတာခန့်တယောက်ကစစ်ကြောင်းကကမ်ဘလူးမျိုးနယ်ဘက်ကနေနှစ်ကြောင်းထွက်လာတာပထမစစ်ကြောင်းကဇီးကုန်းတကြားဆက်ကနေဝတ်တိုးရွာကိုထွက်လာတယ်ဗျဝတ်တိုးရွာကနေနိုဝင်ဘာ17ရက်နေ့မနက်ခင်းပိုင်းကစထွက်ပြီးကျွန်တော်တို့ခင်ဦးမျိုးနယ်ရှာတိုးရွာကိုရောက်တယ်နောက်ထပ်နိုဝင်ဘာ10ရက်နေ့မှာကမ်ဘလူး6600တက်ကနေစစ်ကားလေးစီးနဲ့ကားငယ်တစ်စီးနဲ့စစ်သားတွေတင်လာပြီးကြဒီကုန်းရွာကိုခြားတယ် အဲ့ဒီကြီကုန်းရွာကနေကာဘိုးရဲမှန်ဖုန်ကြီးเจ้าမှာညအိတ်တက်ဆွဲပြီးဆယ်တရက်နေမှာဝတ်တိုးရွာကိုရောက်လာခဲ့ပြီးညအိတ်တက်ဆွဲတဲ့ဒီနေ့နိုဝင်ဘာ၁၂ရက်နေ့နေ့မှာထပ်ပြီးစစ်ကြောင်းထိုးရမှာပြည်သူ့ကာကွယ်ရေးတပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပြီးစစ်ကြောင်းမှုအပါဝင်စစ်ကြောင်းလက်ကြောင်းလုံးအကုန်တေကုန်နဲ့ကျွန်တော်တို့ခင်ဦးမြို့နယ်ဒေသခံတွေနဲ့ကမ်ဘလူးဒေသခံတွေကတော့စစ်ပေးရှောင်နေကြရတယ်လို့ပြောပါတယ် အဆိုပါစစ်ကြောင်းဟာခင်ဦးမျိုးနဲ့ရှားတော်ရွာမှာရောက်နေတဲ့စစ်ကြောင်းကိုအင်အားဖြည့်သွားတဲ့စစ်ကြောင်းဖြစ်တယ်လို့လည်းသိရပါဗါးတိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့စိန်ပေတာဖွဲ့ရဲ့ခေါင်းဆောင်ကကျွန်တော်တို့စစ်ကြောင်းတကြောင်းလုံးကိုအကုန်ရလိုက်တာဗျာအရှင်၁၅ကောင်ကလွယ်ပြီးကျန်တာကုန်းတွေပဲလက်နက်ဒရုန်းယင်ချမ်းပါစတဲ့စစ်ကြောင်းမှာပါတဲ့ပစ္စည်းအလုံးအကုန်ရတယ်သူတို့စစ်ကြောင်းစစ်ရှုံးလို့နမခဘက်ကနာဂျိုက်ယူကော်ပတာ၃စီးနဲ့လာပြီးဘုံကျက်ပစ်ခတ်သေးတယ်ကျွန်တော်တို့ဘက်ကအထိခိုက်မရှိခဲ့ပါဘူးဗျာတိုက်ပွဲ ။ဟဲအတွင်ရဲဘော်တူမစိုးရင်ရတန်ရအနှဲငယ်ရခဲ့တာပဲရှာ။ကိုရောအဲ့ဒီကိုအောင်မျိုးမင်းတို့ရောအခုပြည်ရင်းမှာရောပြည်ပကောင်ဘယ်ရောက်ကြားနေမှာအိညာအိညာတော့မပြောဘူးဘူးကိုလန်းကိုရှောက်ပြီးကိုကကိုတတိတတန်လေးနေတာဆိုတော့အဲ့ဒီဇောက်ထိုးနဲ့အောင်မျိုးမင်းကအဲ့ဒီနမ်းမြကေတင်နာဆိုတဲ့မိမနားသွင်းတာတွေနားရောင်ပြီးတော့ကျွန်မကိုဆဲတာဆဲတာဆဲတာလုံးဝနှမချင်းမစားနာပြောတော့မျိုးသားရေးတမားပါဆိုပြီးရုတ်တာနှစ်တောက်ဆဲတာကိုဇောက်ထိုးအဲ့ဒီကိုအောင်မျိုးမင်းမူးမူးနဲ့ဆဲတာနော်ဘေးကအဲ့ဒီကောင်မ ဟိုတွေးထိုးပြီးတော့စကားကိုဟိုအတို့ထောင်လုပ်ပေးရဲ့အဲ့ဒီမှာကိုဆောင်ထိုးကဆဲတယ်ကိုအောင်မျိုးမကဆဲတယ်ကျွန်မကိုဆဲခဲ့တယ်တကယ်ဆိုရင်နိုင်ငံသားမှလည်းနေသေးတယ် online ပေါ်ကလည်းအားချောင်သေးတယ်ဒါတောင်မှမျက်နှာတောင်မပြရသေးတဲ့မိန်းမနဲ့ပြည်ရင်းမှာတကယ်မြေပြင်မှာရောလိုင်းပေါ်မှာရောမျိုးသားရေးကိုတကယ်လုပ်နေတယ်ကျွန်မနဲ့အရှင်တို့ယုံမဲယုံဘသူယုံရမလဲတကယ်လို့အဲ့ဒီမိန်းမကအတို့ထောင်မြှောက်ထိုးပင်ကိုလုပ်ပေးတာကိုယုံနေဆိုရင်တော့တကယ်ဆိုရင်ကျွန်မကိုအဲ့ဒီလို့ မခြင်းမဆနာမြို့သားရေးတမအမိခံကစားကလုံးဝအယုဒ္ဓအနတ္တရုပ်ရင်ကြမ်းတမ်းစွာမဆဲခင်မဘုတို့ရေညမရေဒီလိုဒီကြောင့်ဟုတ်သလားကျမလာပြီးတော့မေးတင်နေတကယ်လို့အဲ့ဒီလိုမမေးတင်ဘူးမမေးချင်ဘူးဆိုရင်တော့မဘုတို့ရေနင်တော့ဒီလိုဒီကြောင့်မလုပ်တင်ဘူးအကျိုးတင်ကြောင်းတင်ကွာပြောရမှာအဲ့လိုမဟုတ်ဘူးနော်တိုးဆိုးပါဆက်ဆဲတာမူးမူးနဲ့ဆဲတာအဲ့ဒီအောင်မျိုးမယောကိုစောက်ထိုးကျမသာပြန်ပြောခဲ့မယ်ဆိုရင်ပြဿနာကြီးကြီးတက်မှာဒါမှကျမစဉ်းစားတယ် သူရိုင်းတို့လို့ကိုပြန်ရိုင်းရင်သူ့ထက်ရိုင်းနဲ့သူ့လိုတန်းစားပဲကိုကဖြတ်သွားမှာပဲအဲ့ဒီတွဲကျမကိုဘယ်သူလားရိုင်းရင်ကျမဘယ်သူမှပြန်မရိုင်းဘူးအချိန်ကဆုံးဖြတ်ပေးလိမ့်မယ်နော်အချိန်ကဆုံးဖြတ်ပေးလိမ့်မယ်ဘယ်သူကဘာလဲဆိုတာအချိန်ကဆုံးဖြတ်ပေးမိမယ်ဆိုပြီးကျမတိခိုင်းပြီးနေလိုက်တာနောက်ဆုံးတော့အဲ့ဒီနမ်းမြေကေတင်နိုင်ဆိုတာကလမအဲ့ကလမလုံးဝဖျဲသည့်ဤပိတ်မှဖြစ်ပြီးတော့သူကအဲ့ဒီမှာအဲ့သူတို့ချင်းချင်းပြဿနာတွေပြန်တက်ပြီးတော့အောင်မျိုးမင်းကိုယ်တိုင်ကအာလိုက်လွှင့်ပြီးအဲ့ကောင်မောက်တစ်ခါပြန်ဆဲတာ ဒီချိန်တော့ဒီကောင်မသွေးထိုးတာကိုယုံကြည်ကျွန်မကိုဆဲခဲ့တဲ့လူတွေကနောက်ပိုင်းသူတို့အနေနဲ့သူတို့အချင်းချင်းခွာပြဲပြီးတော့အဲ့ကောင်မနဲ့သူတို့တယောက်တည်းတယောက်ကသူ့အောက်ဖဲတွေလည်းငါ့အောက်ဖဲတွေလှမ်းပြီးတော့ပြဿနာကြီးတက်ပြီးသူတို့ချင်းချင်းပြန်ပြီးတော့ပိုးဆိုးပက်ဆက်တွေဆဲတဲ့ပြဿနာကြီးဖြစ်သွားကြတယ်။နော်အဲ့ဒါတစ်နှစ်ကျော်နှစ်နှစ်လောက်တော့ရှိပြီ။နော်အဲ့လိုအရှုပ်ထုတ်တယ်အများကြီးပဲ။ညောင်းဆိုတော့ကျွန်မကဘယ်လိုအရှုပ်ထုတ်ပဲလာလား။ ်အဲကျွန်မနိုင်ငံရေးနီးလန်းအရာကျွန်မကိုတိုက်ခိုက်တယ်ဆိုရင်ကျွန်မနိုင်ငံရေးနီးလန်းအခြေပါတယ်နိုင်ငံရေးမဟုတ်ဘဲနဲ့လို့ပုံကိုရေးတွေဆဲတာဆိုတာလို့ကျွန်မမပြောအချိန်ကဆုံးဖြတ်ပေးနိုင်မယ်ဆိုပြီးကျွန်မအများနဲ့စောင့်ကြည့်တာเนาะဆိုတော့ခုလောက်ဆိုရင်အဲ့ဒီနန်းမြက်ကေးတင်တဲ့ဇာတ်ကားကိုယုံပြီးကျွန်မကိုပို့ဆိုပတ်ဆက်နမချင်းမဆာနာလုံးဝနားမခံတော့ဆဲခဲ့တဲ့ထိုင်းကကိုစောက်ထိုးတို့ကိုအောင်မျိုးမင်းတို့เนาะကိုတို့ဆဲတော့ကတော့ဆဲရဲ့ရင်သူများကိုဆဲရဲ့တက်တည်ရှိရင်လက်ညိုးထိုးရဲ့တက်တည်ရှိရင်လက်ခုတီးပြီးအားပြည့်တဲ့တက်တည်လေးရှိဖို့ကျွန်မပြောနေပါတယ်ဒီလောက်ပါပဲ